2024-2025နှစ်နှစ်အတွင်းကမှတိမ်မောက်တန်းချီလူရန်ခဲ့ပြီးဖြစ်တဲ့ဖြူဖြူထွေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးရဲ့အောင်မြင်မှုတွေအခိုင်အမာနဲ့အားလုံးရဲ့အချက်တွေကိုတိမ်ပိုက်ရရှိထားတဲ့မင်းသမီးချော်လီကတော့ဖြူဖြူထွေးပဲဖြစ်ပါတယ်အချိန်တို့အတွင်းမှာအောင်မြင်မှုတွေများစွာရရှိထားတဲ့ဖြူဖြူထွေးဟာအလိုတန်းတွေကိုလည်းမကြခဏပြုတ်လုံလေးရှိပြီးရရောတဲ့သူမရဲ့စိတ်ထားစည်စနာလေးတွေကြောင့်လည်းပရိသတ်တွေကြအမြဲရေပန်းစားနေတာပဲဖြစ်ပါတယ် ဒီဗျူထွေးကအဲ့လိုနာမည်ကြီးလာအောင်ပေါက်ကရီလုတ်ခဲတာလို့ပြောရင်ပရိသတ်ကြီးကတော့ယုံမယ်မထင်ပါဘူးဒီဗျူထွေးကတစ်တော့ပေါ်မှာကျွန်းထုတ်ပြပြီးနာမည်ကြီးလာတာဖြစ်ပြီးသူ့ရဲ့ပေါက်ကရီလုံမှုကပရိသတ်တွေစီကအာယုံဆိုင်ချင်းခံခဲ့ရတာပဲဖြစ်ပါတယ်အဲ့လိုပေါက်တဲ့ကရီလုံမှုကြောင့်အစားပိုင်းမှာဝေဖန်တိုက်ခိုက်မှုဒဏ်တွေကိုကြံကြံခံရင်ဆိုင်ခဲ့တဲ့ဖြူဖြူထွေးကနောက်ဆုံးမှာတော့အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်ဖြူဖြူထွေးကအခုချိန်မှာယူဘတ်ကအလူပွဲတွေမှာတချင်းလိုက်ဆိုနေလေးရှိပြီး ူမရဲ့ပြည်သက်တွေတောင်းဆိုသမျှကိုလည်းလိုက်ရောပေးလို့ရှိပါတယ်။ပရာဟိတကိုပုံမလုံဆောင်လာခဲ့တဲ့ဖြူဖြူထွေးကတော့ပြီးခဲ့တဲ့ရေဘေးကာလအတွင်းမှာလည်းရေဘေးတဲ့ပြည်သူတွေအတွက်စတ္ထမအချင်းများအလို့ဖြင့်ကလောမြို့နယ်အတွင်းကခက်ခဲကြမ်းတမ်းတဲ့လန်ခီတွေကိုကိုယ်တိုင်သွားရောက်ပြီးအစားအသောက်ငွေကြေးစုစုပေါင်း300ကျော်စုပေါင်းလှူဒန်းခဲ့ပါတယ်။ကျွန်တော်တို့တော့သွားရလာရဒီလောက်ခက်ခဲတာသူတို့တွေဘလောက်တောင်ခက်ခဲမလဲလို့တွေးမိရင်ရင်းနေတော်တော်ကိုမကောင်းတာပါ။ ကာလန်ခီမရောက်တဲ့နေရာတွေကိုကိုဝဲလူကျော်ဦးဆောင်တဲ့ဝဲလူကျော်ဖောင်ဒေးရှင်းကကားရီကူညီပေးသလိုလမ်းမှာဆိုင်ကင်နဲ့ရထားလမ်းကိုဖြတ်မောင်းနေကြရတာလည်းရှိပါတယ်။တချို့ဆိုရင်အိမ်တွေပျက်စီးသွားတယ်။တချို့ကအိမ်ကုန်မရှိတော့တာပါ။သူတို့တွေအတော့လဲကျွန်တော်အနေနဲ့နိုင်တဲ့လောက်အားလုံးကိုမျှဝေလူရန်ခဲ့ပါတယ်။အခက်အခဲတချို့ကတော့အနည်းငယ်ပြေးလဲနိုင်မယ်တော့ထင်ပါတယ်။ကျွန်တော်တို့ဆိုရင်လက်ရှိဖြားပါဖြားနေတဲ့အ мян တတအောင်လုပ်ပြီးရင်ဆက်ပြီးလဲလှူသွားအောင်ပါ။ ကျွန်တော်ကိုယုံကြည်ပြီးပါဝင်လှူရန်ပေးချသူတွေကိုလည်းကျေးဇူးတင်ပါတယ်လို့တရုတ်ဆောင်ဖြူဖြူထွေးကပြောပါတယ်။အဆိုပါလှူရန်မှုခရီးစဉ်မှာတော့လမ်းဘက်ခရီးတော်လာရခက်ခဲတာကြောင့်ဝီလူကျော်ဖောင်ဒေးရှင်းကူညီမှုနဲ့အတူကလောမျိုးနဲ့စင်တောင်ဘူတာအနီးကျေးရွာမှာအိမ်ဖြိုသွားသူတွေအတွက်ကျပ်၅သိန်း၊အိမ်ပျက်စီးသွားတဲ့အိမ်ကိုကျပ်၃သိန်း၊နတ်ဖျားကျောင်းကိုကျပ်၅သိန်း၊အိမ်၆၈အိမ်အတွက်တအိမ်၁သိန်းနှုန်းနဲ့၆၈သိန်းကလောမြင့်တို့ကြီးရွာလမ်းပြူပြင်းမှုအတွက်ကျပ်စဲသိန်းနဲ့စာရာရီကျပ်သိန်း150ဘုအပြင် လိုအပ်တဲ့ပစ္စည်းတန်ဖိုးကကျပ်သိန်း300ကျော်စုစုပေါင်း300ကျော်စုပေါင်းလှူဒါန်းခဲ့ရလို့ဆိုပါရယ်ခုလောအလုအတန်းရရောလာတဲ့ဖြူဖြူထွေကတော့တတိယအကြိမ်မြောက်အလှကိုငလျင်ကျောင်းကျောက်စိန်မြို့ကတည်ဆုံသွားကြတဲ့ကလေးတွေမိသားစုဝင်တွေကိုငွေလူရမ်းပြီးအားပေးနှစ်သိမ့်စကားပြောဆိုခဲ့ပါရယ်ကျွန်တော်အနေနဲ့ခုကတော့တတိယအကြိမ်မြောက်ငလျင်ဘေးတင်ပြီးပြည်သူတွေကိုခொနည်းရသားသမီးတွေနဲ့စုပေါင်းလှူမှာတိမ်မောင်း900ကျော်လှူပါမယ်ကျောက်စိန်ကျောင်းကကလေးလေးတွေဆုံရှုံသွားတဲ့နေရာမှာလှူပြခဲ့တာပါ စာတင်နေတော့ဆုံးသွားတဲ့ကလေးမိခင်တွေကိုတအိမ်တော်ကို၅သိန်းစီလူခဲ့တာပါကလေးတွေရဲ့မိခင်တွေကိုကြည့်ပြီးကိုယ်တိုင်မခံစားနိုင်လို့ငိုခဲမိပါတယ်လို့တရုတ်ဆောင်ဖြူဖြူချွေးကပြောပါတယ်သူမကတော့ငလျင်ပေးအတွက်လိုအပ်နေတဲ့ပစ္စည်းအသုံးဆောင်တွေဖြစ်တယ်။သွားရိုက်တန်းအတင်စာမုံကော်ဖီအေးဘူးငါတတာခောက်ဆွဲဘူးကွေကအုပ်အာလူကျော်ရေတန်းစတဲ့ကြက်သိန်း900ကျော်နဲ့အစားအသောက်တွေကိုလှူဒန်းခဲ့တာလည်းဖြစ်ပါတယ်ဖြူဖြူချွေးကတော့ငလျင်ပေးတဲ့သူတွေအတွက် အမှုပညာကြီးတဲ့ကစက်သိန်းတရာကိုမတီလှူရန်ခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်ပထမအကြိမ်မန္တလေးနဲ့ဒုတိယအကြိမ်စကိုင်းတို့ကိုတွားရောက်လှူရန်ထားပြီးတာလည်းဖြစ်ပါတယ်